ဘာအဒီအများဆုံးပွဲတော့ Highlight Meeting Festival Highlight Meeting Festival ပွဲတော့ဟာနာမည်နဲ့လိုက်ဖက်စွာ အမြင့်မှစံတန်ထားတဲ့ကျိုးရမ်းများပေါ်မှာလူများစုဝေးကတွေ့ဆုံချင်ပါတယ်ပွဲတော့တစ်ခုပဲဖြစ်ပါတယ် Highlight Meeting Festival ပွဲတော့ဟာအံ့ဩမင်သက်စီမဲ့ပတ်ဝန်းကျင်များကိုအမြင့်မှတွေ့မြင်ရုံသာမကတမိုင်းဆိုင်ရာအရေးပါသောချစ်ကြည်ရင်းနှီးမှုဆိုင်ရာပွဲတော့တစ်ခုလည်းဖြစ်ပါတယ် ူချတော့ထပွဲတော်ဟာချက်စရာကောင်းတော့လဲလွလမ်းမှုနဲ့အပန်းပြင်းမှုကိုခံစားရတော့ကြောင့်ပါဝင်စင်နဲ့သူများစွာရှိတယ်လို့ပါဝင်သူတွေရဲ့ပြောကြားချက်များအရသိရပါတယ်။စူပါပွဲတော်ကိုလွန်ခဲ့သောနှစ်များအတွင်းကကြော်ကြားသော professional အစားသမားများပင်ပါဝင်စင်နဲ့ခဲ့ကြောင်းကိုလည်းသိရပါတယ်။ Gary မရှိရဲ့မြို့ဘောင်ရီယာဗိုင်ရန်ဆိုရဲမြို့ဟာရဲဌာနမရှိတဲ့မြို့အဖြစ်ထူခြားနေပါတယ်။ ရဲမရှိရင်မြို့သူမျိုးအားဘယ်လိုလုံခြုံနိုင်မှာလဲအဖြေကပုံမှန်စိတ်ဝင်စရာကောင်းလာပါတယ်အဖြေကတကယ်ပဲရနိုင်တယ်ဆိုတာကို Longria Viral မြို့ကအတည်ပြုထားပါတယ်လူဦးရေ2500နဲ့ရာသီဥတုကအရန်အေးတဲ့ Sabel Bird ဂျွန်စုမှာတည်ရှိတဲ့ဒီမြို့လေးရဲ့လူတွေကအပြန်အလှန်ယုံကြည်မှုနဲ့စီကံတဘောတရားကိုပိုင်ဆိုင်ထားကြပါတယ်။ ။ကွန်ကရီယာဗိုင်ရန်ဟာယုံကြည်မှု၊စည်းကမ်းနဲ့လူမှုပေါင်းတည်ငြိမ်မှုရဲ့အရေးပါမှုကိုသက်တည်ပြနေပါတယ်။ရဲမရှိရင်တော့လူသားမြတ်တာနဲ့စည်းကမ်းရှိမှုက အခြေခံရိုးခန့်ဖွဲ့စည်းမှုအဖြစ်ပုံမခိုင်မြဲနေပါတော့တယ်။တက်တန်တစ်ချောင်းလုံးရေလုံးဝမချိုတဲ့လူမျိုးစုများ Overhimper လူမျိုးစုတွေဟာနမီးဘီးယားနိုင်ငံမြောက်ပိုင်းမှာနေထိုင်ကြပြီးတော့အသိဉာဏ်ဗဟုသုတနဲ့ရှင်ချေးဖို့အလွန်နှေးပါကြပါတယ်။ အံ့ဩစရာကောင်းတဲ့အချက်ကတော့တသက်လုံးရေမချိုးကြတာပါ။ရေမချိုးဘူးဆိုပေမဲ့သူတို့လူမျိုးတွေဟာတန့်ရှည်တော်လောက်ကြပါတယ်။သူတို့တွေဟာ overhimber ထုံတန်းစစ်လာအတိုင်းအပြစ်များကိုမီးရှို့ပြီးတော့ထွက်လာတဲ့အငွေတွေကိုခန္ဓာကိုယ်အလုံးတို့ထိပီးပြီးတော့မအားကိုတန့်စစ်မှုပြုလုပ်ကြပါတယ်။